ကဲအားလုံးမင်္ဂလာပါ Just Run Attack Ray ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော် Facebook မှာရော TikTok မှာရော English လို့30 days English speaking channel ဆိုပြီးတော့အာလောက်ပြီးတော့ English လို့ပြောကြည့်တယ်ပေါ့နော်ပြောကြည့်တယ်အော်ဒီနေ့ကဒီနေ့ဆိုရင်18ရက်ရှိပြီပေါ့နော်အဲ့တော့အာဘာလို့လောက်လဲဆိုတော့အဓိကကတော့ကိုကိုကိုအကျင့်တစ်ခု breaking the habit ပေါ့နော်အကျင့်တစ်ခု ဖြုတ်ဖြတ်တာပေါ့နော်။အာကျွန်တော် English လို့တော့ပြောဖြစ်တယ်အလုပ်ထဲမှာဆိုရင်တော့ကိုယ်အလုပ်လုပ်တဲ့ချိန်မှာဒါပေမဲ့အများစုကကျွန်တော်အလုပ်ကဒီရှိတဲ့ချိန်လုပ်လိုက်မရှိတဲ့ချိန်မလုပ်ဖြစ်လိုက်ကြားထဲမှာအလုပ်ဖြစ်နေခါကျတော့ English ကအမြဲ practice မဖြစ်ဘူးပေါ့နော်။အဲ့တော့ကိုယ့်ကိုယ်ကိုလည်းတချို့အာစကားပြောတဲ့ချိန်မှာတချို့ပိုင်းကြီးအားနေတဲ့အကြောင်းအရာတွေရှိတာမျိုးတွေ့ရတယ်။တွေ့ရတော့ English practice တခုလုပ်နေတာပေါ့နော်။အာလောက်တော့ ဘာပဲဆက်ရှေ့ရရောက်လာတယ်ပေါ့အဲ့ဒီမှာဘာတွေ့လဲဆိုတော့ပထမပိုင်းရက်တွေမှာအာနည်းနည်းပြောချင်တာအမှားမှကြောက်တာတော်နည်းနည်းပြောချင်တာကြောက်တာတိတ်မရှိတာမျိုးနည်းနည်းဖြစ်တယ်ပေါ့နော်အာဖြစ်ပေမဲ့လုံရင်လုံရင်နဲ့ပြောချင်ရင်ပြောချင်ရင်နဲ့အခြားနောက်ပိုင်းကျတော့ပြောကျဲလာတယ်ပြီးတော့ကိုယ့်ရဲ့ဒီအာအကြောင်းအရာတွေလည်းနည်းနည်း စီကအကြောင်းအရာတွေလည်းရှိလာပါဘောနော်ရှိပြီးတော့စီကပကုံးနည်းနည်းပြောနိုင်တယ်ပေါ့အဲ့တော့အရန်ကောင်းတာပြောတော့လည်းကိုယ့်ကို မထင်ဘူးအဲ့တော့အများကြီးလွှဲချက်ရှိတဲ့အားလည်းတည်တယ်အဲဒါပေမဲ့ practice make perfect လို့ပေါ့နော်အဲ့တော့ဆက်ပြီးတော့ပြောကြည့်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်အကယ်၍ဒီဗီဒီယိုကြည့်တယ်အင်္ဂလိပ်အင်္ဂလိပ်စကားပြောရတဲ့ပတ်သက်ပြီးတော့တိုးတက်ချင်တယ်ဆိုရင်လည်းအာကျွန်တော်အကြံပေးချင်တာကကိုယ့်ကိုယ်ကိုစက် ချက်တစ်ခုချဂိုးတစ်ခုချပြီးဒီဂိုးတန်းဖြစ်အောင်အလုပ်ပေါ်ပြောင်းသွားပေါ့နော်အဲ့တော့ဒီနေ့အမှန်တော့အင်္ဂလိပ်လိုတွေပဲသင်နေရလေပြောနေရတဲ့ကိုတကယ်နည်းပမာလိုလည်းပြောကြည့်လို့ပေါ့နော်နောက်ပိုင်းကြာရင်ပမာလိုလည်းတချို့အကြောင်းများတွေအာပြောဖို့ရှိတယ်ပေါ့နော်ဟိုကိုနဲ့ပတ်သက်တဲ့အကြောင်းတွေလမ်းနည်းနဲ့ပဲဖြစ်စေကိုနဲ့ပတ်သက်တဲ့ပဲဖြစ်စေအာတခြား တစ်ခုခုပေါ့နော်ဘယ်လိုပဲဖြစ်စေပေါ့တရားလေးပြောသွားဖို့ရှိရမှာပေါ့နော်အာကဲစိတ်ဝင်စားလဲဆိုရင်ကျွန်တော် TikTok ပတ်သက်တဲ့ကျွန်တော် Facebook ပဲ follow ခဲ့လို့ရပါတယ်အဲစိတ်ဝင်စားတဲ့အကြောင်းအရာရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပါပါ